နိုင်ငံတော်ဝန်ဖြစ်ပွားနေတဲ့ရေကြီးရေရှမ်းမှုတွေအတွင်းမှာရေဘေးသင့်ပြီးသေဆုံးသူဥယျာ100ကျော်သွားပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့ခွန်မသားကတင်ဆက်ထားတာပါ။နိုင်ငံတော်မှာပြည်ခတ်တဲ့ဇွန်ဇွန်လိုင်းနဲ့အော်ဂိုလာတွင်ဖြစ်ပွားနေတဲ့ရေကြီးရေရှမ်းတာကြောင့်အော်ဂိုလာ၁၄ရက်နေ့အထိစီးရင်တွေအရရေဘေးသင့်ဒုက္ခရောက်နေသူတန်းခွဲလောက်ရှိပြီးရေဘေးအတွင်းသေဆုံးသူ106ရောက်ရှိသွားတယ်လို့အစိုးရကယ်ဆယ်ရေးဌာနကတရင်ထုတ်ပြန်ထားပါတယ်။လက်တလုံးမှာအီဝါတီတိုင်းအောက်ပိုင်းဒေသတွေမှာရေကြီးနေပြီး မိုးလေဝသဌာနရဲ့တရင်ထုတ်ပြန်ချက်အရ EOD တိုင်းနဲ့စီကန်တန်အထက်ပိုင်းအပါအဝင်ပြည်နယ်နဲ့တိုင်း6ခုမှာမူကြီးအောင်မယ်လို့သိရပါတယ်။လေယာစိုက်ပြူရင်နဲ့ဆယ်မြောင်းဝင်ကြီးဌာနကထုတ်ပြန်ထားတဲ့စီရင်အရတိုင်းနဲ့ပြည်နယ်14ခုမှာတင်းနန်ဆိုင်အေက၁၄သိန်းတထောင်ကျော်အထိရင်းနှီးမြှုပ်ခဲ့ပြီးပြည့်စည်အေက၅သိန်းနှစ်ထောင်ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီအထက်ကအများဆုံးပြည့်စည်သွားတဲ့ဒေသတွေကတော့ရခိုင်ပြည်နယ်မှာအေက၂သိန်းတထောင်ကျော်ပြည့်စည်ပြီးစကိုင်းတိုင်းမှာတော့၁သိန်းကျော် မကွေတိုင်းမှာ6,500ကျော်ပျက်စီးခဲ့ပါတယ်။အောက်ကလ14ရက်နေ့အထိရေပြန်ကျလာတဲ့အချိန်မှာတိုင်းနယ်ပြည်နယ်14ခုမှာသီးနှံစိုက်ဧကတတန်းကျော်ပြန်ပေါ်လာပြီးဧကတသိန်း4,500ကျော်ကပြန်လည်စိုက်ပျိုးနိုင်တဲ့ဧကတွေဖြစ်တယ်လို့လေယာစပ်ပျိုးရေးနဲ့ဆံမြောင်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ရေပိတံဆဆဝဝခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံအထက်ပိုင်းဒီမှာတော့ရေပြန်ကျသွားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်း EOD တိုင်းနဲ့ရန်ကုန်တန်းအတွင်းကနေရာတချို့မှာတော့လက်တလောမှာရေကြီးနေပါတယ်။ကျွန်တော် 困吧，咋吧？